ချမ်းသာပေမဲ့အပေါ်စားပစ္စည်းတွေပဲအသုံးပြုကြအောင်ပြောပြလာတဲ့ဖြစ်ဖြစ်တွင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဆယ်လင်းစိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဆန်လီခစ်တွေရဲ့အစာပြိုးသူလိုတောင်ဆိုလိုရတဲ့ဖြစ်ဖြစ်တွေးဟာသူမရဲ့နေထိုင်ပုံတွေနဲ့ပတ်သက်ပြီးတော့အမြဲတမ်းဝေဖန်ခံနေရတဲ့သူပါဖြစ်ဖြစ်တွေးဟာတာမန်မင်းကလေးတယောက်သာဖြစ်ပြီးတော့အခုလိုမျိုးကြွယ်ဝချမ်းသာမှုတွေနဲ့နေနိုင်ဖို့အတွက်ဘယ်တော့မှစိတ်ကူးမရင်ခဲ့ဘူးပါဘူးတာမန်ចောင်းသူလေးတယောက်ဖြစ်ပြီးတော့ဘိုးအောင်တင်တချင်းနဲ့ចောင်းကပွဲမှာဂျွန်းထိုးပြရင်ကနေလူသိများခဲ့ရတဲ့သူမကအခုချိန်မှာဆိုရင်တော့တလားတလားကိုငွေသိန်းထောင်ချီဝင်တဲ့သူတယောက်ဖြစ်နေခဲ့ပါပြီဆိုရှယ်မီဒီယာကိုအသုံးချပြီးတော့သူမရဲ့ပုံရိပ်တွေကိုဖန်တီးနိုင်ခဲ့တဲ့အတွက် ွက်ပြည်သူတွေကြောင့်မှအနုပညာရှင်တယောက်လိုရက်တည်နေရတာဖြစ်ပါတယ်။နယ်ပြည်သူတွေများစွာကိုပိုင်ဆိုင်ထားတဲ့သူမကနယ်ရီရဲ့ပွဲတိုင်းမှာမပါမဖြစ်ပါဝင်နေတဲ့သူဖြစ်ပါတယ်။ဒီအတွက်ကြောင့်ပွဲပေါင်းများစွာကိုလာတိုင်းဖြောပြနေရတာဖြစ်ပါတယ်။ ဒီလိုမျိုးအောင်မြင်မှုတွေရရှိနေရဖြစ်တဲ့အတွက်သူမရဲ့အတုံးဆောင်ပစ္စည်းတွေအားလုံးကိုဈေးကြီးတဲ့အတုံးဆောင်တွေပဲသုံးလိမ့်မယ်လို့ထင်ကြတာပါဖြစ်ဖြစ်တွေးဟာပရိုက်တာအရာမှလည်းများစွာကူညီရတဲ့သူပါတခြားပရိုက်တာသမားတွေလိုမျိုးအလူခံပြီးတော့တဆင့်ပြန်လိုတာမျိုးမဟုတ်ဘဲသူမရဲ့လိုအားကနဲ့အခြေခံလူရန်းစားတွေရဲ့ဘဝတစ်ခုပြောင်းလဲတဲ့အထိကူညီပေးနေရပဲဖြစ်ပါတယ်မြန်မာပြည်မှာဖြစ်တဲ့ကပ်ဘေးတိုင်းမှာလည်းသူမရဲ့အလူတွေများစွာပြုတ်လုခဲ့တဲ့အတွက်တကယ်လက်တွေ့မှာမြင်တွေ့ရတဲ့ပရိသတ်တွေကသူမရဲ့အချင်းစင်ရဲ့အမှန်ကိုသိကြတာပဲဖြစ်ပါတယ်ဒီလိုမျိုးငွေ ထုတ်ပိုက်ပြီးတော့တနိုင်ငံလုံးကိုဘက်ကအလူလုံနေတဲ့ပုံစံတွေကြောင့်သူမရဲ့ပိုင်ဆိုင်မှုစည်းစိမ်တွေကိုထင်ကြီးပြီးတော့လူတွေကစကားတွေပြောနေကြကြတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာအနုပညာရှင်တွေဟာရခင်ခတ်တပ်ပို့ပြီးတော့ထုတ်ကြွားလာခဲ့ကြတာဖြစ်ပါတယ်။ဒီအတွက်ကြောင့်တိန်းတောင်းချီတန်တဲ့အဝေးစားအတုံးဆောင်တွေကြားမှာပြည်ပြည်ထွေးလဲပါဝင်မယ်လို့ထင်ကြကြတာပါ။ဒါကြောင့်သူမရဲ့အတုံးဆောင်တွေကိုအမြဲတမ်းသိမ်းရချီစည်းနှုံးတက်ပြီးတော့သတင်းတွေထဲမှာထည့်သွင်းခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ပြည်ပြည်ထွေးဟာအလူလုံတဲ့နေရာမှာသာပတ်စံအုပ်လိုက်ပိုက်ပြီးတော့ပြုတ်လောက်တာ ဖြစ်ပေမယ့်သူမသားဆိုရင်တော့တင်းကြော်ရန်တောင်အတုံးမပြူကျင်တဲ့သူဖြစ်ပါတယ်ဖြစ်ဖြစ်တွင်းဟာသူမရှာသမျှပတ်စံတွေကိုမိခင်ဖြစ်သူနဲ့အလူအတွက်ပဲအတုံးပြူတာဖြစ်ပါတယ်ဒါကြောင့်အခုအားလုံးအမြင်မားနေကြတယ်သူမရဲ့တင်းရာကြောမတန်တဲ့ပစ္စည်းတွေအကြောင်းကိုပြောပြခဲ့ရဖြစ်ပါတယ်ပရိသတ်အများစုအထင်မှားနေကြတဲ့တင်းခုနေရတဲ့ LVAG ကအမှန်တကယ်မှာတော့ဘေးဒုတ်ထဲကဝေထားတဲ့အရာဖြစ်ပြီးတော့နှစ်သိန်းလောက်ပဲတန်တာဖြစ်ပါတယ် သူမစီမှာအခုလိုမျိုးနှစ်သိန်းတန်အိတ်တွေကစိုက်ဆုံရောင်ဆုံရှိရဖြစ်လို့ဘာကန်ကန်သိန်းရာဂျော်ဒန်နဲ့လို့မထင်ဖို့အတွက်ပြောလိုက်ပါသေးရင်အမန်တကယ်လည်းဖြူဖြူတွေးဟာသူမကိုသူမနှိမ်ချပြီးတော့အမြဲတမ်းဖော်ယူတဲ့ဆယ်လီတူပဲဖြစ်ပါတယ်ပရိသတ်တွေကိုလည်းထမင်းရှင်လို့ဆက်ဆံပြီးတော့သူမရဲ့ရိုးသားတဲ့ပုံစံကိုအမြဲချပြတာဖြစ်တဲ့အတွက်ပြည်သူချစ်တဲ့အနုပညာရှင်ဆယ်လီတယောက်ဆိုတာကတော့အမှန်ပဲဖြစ်ပါတယ်ဒါအပြင်သူမရဲ့အနုပညာကြီးတွေကလည်းအမြဲတမ်းအလှူတွေထဲမှာပါဝင်ပြီးတော့လှူဒန်းပေးနေရဖြစ်လို့ပြည်သူအကျိုးပြုတဲ့ဆယ်လီတယောက်ပဲဖြစ်ပါ ပါတယ်။လူအများထိနေတယ်လို့တိန်းထောင်ချီတောင်းချီကျွဲဝါနေပေမယ့်သူမရဲ့ပတ်စံတွေကအလူတန်းနဲ့ပရိုက်တာအတွက်သာဖြစ်ပြီးတော့သူမအတွက်အသုံးပြုတာဆိုလို့အားလုံးအထင်မှားနေတဲ့တိန်း900တန်းအိတ်တွေမရှိပဲနှစ်သိန်းတန်နဲ့စိတ်ကြက်ရွေးထားတဲ့ LBA အတုတွေသာရှိကြောင်းပြောပြလာတဲ့ဆယ်လီဖြူဖြူထင်းနဲ့ပတ်သက်ပြီးသူမရဲ့အသုံးဆောင်တွေပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်